မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသက်တွေကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့အော်တိုဘာလ30ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ CRPH ကကယန်းမျိုးသားတပ်မတော် KN National Army KNA တီထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကိုတော်ဝင်လာပေးပို့တဲ့သတင်း။ ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့တင်ဘိုင်ကောက်လှူရှားမှုတွေကြောင့်ထိုင်းနိုင်ငံမှာယုံတင်တဲ့ပြောတန်ရုပ်ရှင်ကိုကြည့်မဲ့သူမရှိတဲ့တဲ့တင်ဖက်ရယ်ဒီမိုကရေစီရရှိရေးနဲ့ဆရာနာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးတိုက်ပွဲတွေအထက်ထက်ထန်းပိုးဦးလဲမတုံဆက်လက်ဖော်ဆောင်သွားမယ်လို့မန္တလေး PDF ထုတ်ပြန်တဲ့တဲ့တင်မိုကုတ်အခြေပြုတော်လိုင်းအဖွဲ့တွေက ဖက်ဒရယ်ဒီမိုကရေစီစနစ်စီကို မမိတ်မတုံမဆုတ်တန်းဆက်လက်ချီတက်မယ်လို့ပြည်သူကို အသိပေးတဲ့တဲ့မင်္ဂလာတိုင်းအတွင်းကစုံမနယ်မြေများကိုကာကွယ်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI viewer ထုတ်ပြန်တဲ့သတင်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အာနာရှင်တော်လိုင်းရေးဆန္ဒပြလူလူတပိတ်သတင်းတွေပဲဖြစ်ပါရဲ့ရှင်။ ရာ PH ကကယန်းမျိုးသားတက်မတော်ကယန်း National Army KNA တီထောင်ခြင်းတနည်းပြည့်အခမ်းအနားကိုတမန်လာပေးပို့တဲ့တဲ့ရင်ကိုပထမအဦးဆုံးတင်ဆက်ပေးပါမယ်ရှင်။ပြောင်စွလွတ်တော်ကိုစားပြုကော်မတီ CRPH ကကယန်းမျိုးသားတက်မတော်ကယန်း National Army KNA တီထောင်ခြင်းတနည်းပြည့်အခမ်းအနားကိုအောက်တိုဘာလ26ရက်ရက်စွဲနဲ့တမန်လာပေးပို့လိုက်ပါတယ်။တမန်လာထဲမှာကယန်းမျိုးသားတက်မတော်အနေနဲ့ကယန်းမျိုးသားတစ်မျိုးသားလုံးနဲ့အတူ တမိုင်းပေါ်ကွန်တင်များရေးထိုးလျက်ပြည်သူအကျိုးပြုလုပ်ငန်းများအားအောင်မြင်စွာဆက်လက်ကြိုးစားဆောင်ရွက်သွားနိုင်ပါစေကြောင်းဆန္ဒပြုဆုတောင်းတယ်လို့ဖော်ပြထားပါတယ်။ CRPH အနေနဲ့လည်းကယန်းလူမျိုးများအပါအဝင်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့နဲ့အတူတကွလက်တွဲလျက်နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေနဲ့အတူ Federal Democracy နိုင်ငံတော်အစ်တည်ဆောက်နိုင်ရေးအတွက်ဥတီရီမန်စ조사သွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။တိုင်းရင်းသားပြည်သူတရက်လုံးအနေနဲ့ ်တန်းတူညီမြခွင့်ကိုပိုင်ပြားထန်းခွင့်ကိုပိုင်လွတ်လပ်ခွင့်နဲ့ကိုကံကြမ္မာကိုဖန်တီးနိုင်ခွင့်တို့ရရှိနိုင်မဲ့ Federal Democracy နိုင်ငံတော်အစ်တိဆောက်ရေးနဲ့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ပြတ်သုံးရေးအတွက်အတူတကွစ조사ဆောင်ရွက်လျက်ရှိကကရမ်းမျိုးသားတမတော်အနေနဲ့လဲကရမ်းမျိုးသားအခြေပြုလက်နက်ကင်တပ်ဖွဲ့များကိုစူးစီးလျက် တခြားတော်လန်ရေးမိဖက်အင်အားစုအသေးသေးတို့နဲ့ညင်ညွတ်စွာပူးပေါင်းဆောင်ရွက်နေကြတဲ့အတွက် လေးစားဂုဏ်ယူရတယ်လို့ CRBH ကဖော်ပြထားပါတယ်။ KSSS တော်လန်ရေးတိုက်ပွဲတွေမှာအသက်သွေးချွေးများအရင်နှီးပြူလျက်ကြာရတောင်ဝင်တွေကိုကြေပြွန်စွာထမ်းဆောင်ခဲ့ကြတဲ့ကယန်းလူမျိုးအာဇာနည်သူရဲကောင်းတွေကိုလည်းတဝင်လွာကနေလေးစားဥညွတ်နယ်လို့ CRPH ကဖော်ပြထားပါဗျ။ 2024ခုနှစ်အောက်တိုဘာလ29ရက်မှာကယန်းမျိုးသားတက်မတော်အားအောင်မြင်စွာစုစည်းတည်ထောင်နိုင်ခဲ့ကလူမျိုးစုံချစ်ကြည်ရေးဝါဒကိုအခြေခံသောကယန်းမျိုးသားနိုင်ငံရေးလမ်းစဉ်ကိုချမှတ်အကောင်အထည်ဖော်နိုင်နေတဲ့အတွက်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေနဲ့လွန်စွာဂုဏ်ယူဝမ်းမြောက်တယ်လို့ဖော်ပြထားပါတယ်ရှင်။ ဇာကလာဒေသနာပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူအုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရဇာကလာဒေသနာပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းမှပြည်သူအုပ်ချုပ်ရေးအဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေး၂၂မြင်းဆောင်၂၀၂၅ကိုအော်တိုဘာလ၂၉ရက်မွန်းလွဲတနင်္လာမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် လျှက်စနစ်စွမ်းအင်ဝင်ကြီးဌာနတွဲဘက်အတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အဲဒီနောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကအုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့သိရှိလိုတာတွေများကိုဆွေးနွေးခဲ့ကြရာဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူတွေကပြည်လဲဖြေကြားခဲ့ပါတယ်။အဆိုပါစည်းဝေးကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များ တွက်ဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့မန္တလေးတိုင်းမှမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဝိုင်းကောက်လှုပ်ရှားမှုတွေကြောင့်ထိုင်းနိုင်ငံမှာယုံတင်တဲ့ပြောတန်ရုပ်ရှင်ကိုကြည့်မဲ့သူမရှိတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံရှိမဟာချိုင်မြို့နယ်ကရုပ်ရှင်ရုံတွေမှာပြသနေတဲ့ပြောတန်ရုပ်ရှင်ကိုမြန်မာလူမှုအကြဝိုင်းကောက်လှုပ်ရှားမှုတွေကြောင့် ကြီးစုသူမရှိတဲ့အထိဖြစ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဆက်ကကြော်ညာခဲ့တဲ့ online ဆယ်လီတွေနဲ့စားတောက်ဆိုင်တွေကိုလည်းလူလူဘက်က boycott ပြုလုပ်ထားကြပါဗျ။ပြောတဲ့ရုပ်ရှင်ဟာအကြမ်းဖက်ဆဲအုပ်စုနဲ့ဆက်ဆက်သူတွေဖြစ်ကြတာကြောင့်တော်လိုင်းအင်အားစုတွေအများဆုံးရှိနေတဲ့ထိုင်းနိုင်ငံမှာပြသခြင်းအတွက်ပြပရမြန်မာလူလူထံရဲ့တပိတ်မှမှုနဲ့ရင်ဆိုင်ခဲ့ရတာပါ။ဒီရုပ်ရှင်ကိုထုတ်လုပ်သူကအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့သမီးခင်တီတက်မွန်ဖြစ်တယ်လို့လည်းသိရပါဗျ။ အဇဝါဇကားမှာအဓိကသရုပ်ဆောင်တွေအနက်အကြံဖက်စစ်ကောင်စီအတွက်ဝါရဖြန့်ဇကားမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့နေဝင်းပါဝင်တာကြောင့်ဘွိုင်းကောင်လောက်ကြဖို့တော်လိုင်းရေးဖွဲ့တွေကပြောဆိုထားပါတယ်ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ကျန်းမာရေးစနစ်အမြင့်ဖြတ်ချိန်မုံရေးတိုက်ပွဲတွေစားရတဲ့ဘိုးဦးလဲမတုံဆက်လက်ဖော်ဆောင်သွားမယ်လို့မန္တလေး PD ရဲ့ထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင် တော်လိုင်းရာစုတွေနဲ့အတူ Federal Democracy ရရှိရေးနဲ့ဆရာနာရှင်စနစ်အမြင့်ဖြတ်ချိန်မုံရေးတိုက်ပွဲမှာစားတဲ့တဘိုးဦးလယ်မတုံဆက်လက်ဖော်ဆောင်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဘိုးဦးဆောင်ကော်မတီကအော်တိုဝါလာ29ရက်ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ရဲ့အမိတ်ပေးကွက်ကဲမှုအောက်မှာတည်ရှိတဲ့တော်လိုင်းရေးတပ်ဖွဲ့ဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာစတင်စုဖွဲ့စဉ်2021ခုနှစ်မှစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ဆရာနာရှင်စနစ်အမြင့်ဖြတ်ချေမုန်းနိုင်ရေးတို့အတွက်ဒီဇိုင်းမမတ်တိုက်ပွဲဝင်နေတဲ့တော်လိုင်းရေးတပ်ဖွဲ့ဖြစ်ပါတယ်။လက်ရှိကာလတွေမှာတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုမိဖက်နှွေဦးတော်လိုင်းရင်အားစုတွေရဲ့ပူးပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့ဆန္ဒပေးဆက်မှုတွေနဲ့အတူမန္တလေးဒေသအတွင်းရှိနေမြေတချို့ကိုထိ ंछ ုံဆုံမှုနိုင်ခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးကရရှိထားတဲ့ထိ ंछ ုံနေမြေများကိုဆက်လက်ကာကွယ် ထိမ့်သိမ့်နိုင်ရေးအတွက်မိဖက်တော်လိုင်းအင်အားစုတွေနဲ့လက်တွဲကကိုစွမ်းရှိသမျှညံစွမ်းရှိသမျှအာတုံခွန်ဆိုင်ဂျိုးပန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါအပြင်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာမြင်းများပြင်ကြီးမားတဲ့အခက်အခဲအတားအဆီးများနဲ့ရှိနေစေကမူမိမိတို့ရဲ့ဘုံရီမှန်းချက်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့ဆရာနာရှင်စနစ်အမြင့်ဖြတ်ချိန်မုံရေးတိုက်ပွဲများကိုစားရတဲ့ဘိုးဦးလယ်မတုံဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့အသိပေးဖော်ပြထားပါတယ်ရှင်။ မော်ဂိုအခြေပြုတော်လှန်ရေးဖွဲ့တွေက Federal Democracy စနစ်စီကိုမမေ့မတုံမဆုတ်တမ်းဆက်လက်ချီတက်မယ်လို့ပြည်သူကိုအသိပေးလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တော်လှန်ရေးခရီးတခြားမိသို့ပင်ခက်ခဲတဲ့အချိုးအကွေ့တွေနဲ့ကြုံရသည်ဖြစ်စေမော်ဂိုပြည်ဟာနဲ့အတူမော်ဂိုအခြေပြုတော်လှန်ရေးအဖွဲ့တွေကဟိမန်ချက်ဖြစ်တဲ့ Federal Democracy စနစ်စီတို့မမိတ်မတုံမဆုတ်တမ်းဆက်လက်ချီတက်မယ်လို့အော်တိုဘာလ29ရက်ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ဒီကနေ့အချိန်မှာ ဂျပန်စစ်တပ်ရဲ့ရုံမှရက်ဆက်မှုမျိုးစုံကောက်ကျစ်ဆင်းလဲမှုမျိုးစုံနဲ့တိုက်ခိုက်ချိန်မုံနေတော်လဲတော်လန်ရဲဘော်တွေကတွန်းဆုတ်ကြောက်ရွံ့ခြင်းအလင်းမရှိပဲဆက်လက်တော်လန်နေကြတယ်လို့ပြည်သူလူထုကိုထုတ်ပြန်အသိပေးထားပါတယ်။လူဦးတော်လန်ရဲ့ခရီးစတင်ခဲ့တဲ့အချိန်ကစပြီးကဏ္ဍအသီးသီးမှအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြသလိုမိုးကုံမြို့အပါဝင်လွမြောက်နယ်မြေများစွာကိုစိုးမိုးနိုင်တဲ့အထိတော်လန်ရဲ့ခရီးကိုအောင်မြင်မှုများစွာဖြင့်ရှောက်လန်းနိုင်ခဲ့ကြပါတယ်။ တော်လိုင်းရင်ခရီးတခြားမိတို့ပင်ခက်ခဲတဲ့အချိုးကွေတွေနဲ့ကြုံရသည်ဖြစ်စေမိုးကုတ်ဖြူဟာနဲ့အတူမိုးကုတ်အခြေပြုတော်လိုင်းအဖွဲ့တွေကညီမှန်းချက်ဖြစ်တဲ့ Federal Democracy စနစ်စီတို့မမိတ်မတုံမဆုတ်တန်းဆက်လက်ချီတက်မယ်လို့ပြည်သူကိုအသိပေးထားပါဗျ။အဲ့ဒီရွေထားတဲ့အတိုင်းတော်လိုင်းရင်အောင်မြင်တဲ့အထိဆက်လက်ချီတက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းမိုးကုတ်ဖြူဟာအနေနဲ့ပြည်သူလူထုကိုဂရုသစ္စာပြုထားပါရဲ့ရှင်။ မန္တလေးတိုင်းအတွင်းကစုံမိုးနယ်မြေများကိုကာကွယ်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI viewer ထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် TRI viewer ကတိုင်းတွင်းကစုံမိုးနယ်မြေများကိုကာကွယ်ပြီးရီမန်းချက်ပန်းတိုင်ရောက်တဲ့အထိဆက်လက်ချီတက်သွားမယ်လို့ဒီကနေ့မှထုတ်ပြန်ပါတယ်။ PDF တမရော TRI ဘူဟာကိုစင်ကူတပိတ်ချင်းတို့ကနေမြေခန့်အများစုနဲ့ပါဝင်စုဖွဲ့ထားပြီးမန္တလေးတိုင်းစစ်ဌာနကွက်ကဲမှုအောက်ကဘူဟာဖြစ်တာနဲ့အညီတိုင်းအတွင်းရှိနေမြေများမှာတော်လိုင်းရေးလုပ်ငန်းများကိုအားအင်အပြည့်နဲ့စူးစမ်းဆောင်ရွက်နေရလို့အသိပေးထားပါတယ်။ဆက်လက်ပြီးမိဖက်တော်လိုင်းရေးအင်အားစုတွေနဲ့တွဲဖက်ကဒေတာကိုကောက်ွယ်သွားမယ်လို့ဆိုပါတယ်။ပြည်သူ့ကောက်ွယ်ရေးတပ်မတော်ဘူဟာအမှတ်63အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်စီတို့အခက်ခဲများကြားမှဆက်လက်ခြေတက်တိုက်ပွဲဝင်သွားမယ်လို့ဂရိသစ္စာပြုတယ်လို့အသိပေးထားပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆီယနာရှင်အမြင့်ဖြတ်ချင်းမုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ရမပင်မြို့နယ်မှာအောင်လံလွင့်မီတောင်သွင်းနေတဲ့ဘေးစစ်ကြောင်းက ။တင်မဲဖြစ်တရားဝင်လူတောက်ခွင့်မပေးနဲ့စသားကင်ဆွဲပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတဲ့ပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါရယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီဒေါင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူတောက်ခွင့်မပေးနဲ့ဆိုတဲ့စသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြောင်ရေးကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြံဖက်စစ်တပ်ကြာဆောင်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျ ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်စစ်ကြောင်းဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြားဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရေမပင်မြို့နယ်မှာအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးတဲ့စကားကင်ဆယ်ပြီးအတွေ့အော်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးတဲ့ဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြားဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရေမပင်မြို့နယ်မှာ နောက်ပြန်မလဲခြေဒီဒေါ်လာရဲ့သပိတ်စစ်ကြောင်းကအတို့ရောင်ရေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြက်ဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြသပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လာပြည်သူတွေကနောက်ပြန်မလဲခြေဒီဒေါ်လာရဲ့သပိတ်စစ်ကြောင်းနဲ့ဖက်စစ်ရွေးကောက်ခွဲထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်ဆိုတဲ့အစားသားကိုကင်ဆယ်ပြီးအကြက်ဖက်စစ်တပ်ကြာဆုံးရေးကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတဲ့ကနေပဲအကျန်းဖက်စစ်တဲ့ကြားဆောင်ရင်ဆန္ဒပြတဲ့ဘိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါရဲ့ရှင်။ ပြည်သူလူထုပေါင်းတဘာဝပဲလို့လို့ပဲဆိုရဲဘင်းနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်ဂျေဇုတင်ပါတယ်ရှင်